အေရိုအန်ကိုတဖွဲ့တည်းတိုက်နိုင်တဲ့အခြေအနေရှိတယ်ပေါ့ဗျာဒါဟာအဲ့ဒီအချိန်နဲ့တိုက်အားနဲ့လူအင်အားနဲ့စေရေးစွမ်းရည်နဲ့ဟုတ်တယ်လက်နဲ့ဘာညာတွေတော့ဗောဗျာစေရေးပြပြမှုနဲ့နေပြည်တော်တိတက်သိမ်းလိုက်နိုင်မှာပဲဆိုပြီးတော့မျောလင့်တယ်ဒါဟာလူထုရဲ့ဆန္ဒဒါပေမဲ့စေရေးမှာနိုင်ငံရေးမှာကသူ့ရဲ့ပန်းတိုင်နဲ့တေချာချမှတ်ထားတဲ့ရခဒရင်ရခိတအိမ်မဲနဲ့ကြည့်ရင်ခင်ဗျားတို့ထင်တာနဲ့တခြားစီပါပဲဘာမှကိုမဆိုင်တာဘာဖြစ်လို့လဲ ကျွန်တော်တို့ကစိတ်ကူးရင်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တမဒလောက်ခိုင်းနေတာလှုပ်လို့ရမရရှိသေးတယ်။သူတို့ရဲ့ပန်းနိုင်ကတမဒလောက်ဖို့မဟုတ်ဘူး။ဒီလောက်သဘောအုပ်လို့ရှောက်နေတဲ့အုပ်ဆိုင်ပေါ်မှာလာပြီးတမဒမလောက်ဘူးသူ။နောက်ဆုံးအချက်လက်တွေရပဲကြည့်ပါဗျာ။အေးအေးဟာ။ရခိုင်ပြည်နယ်တစ်ခုလုံးနည်းအကုတ်ရပဲထားလိုက်တော့ထိတ်ချုပ်ထားပြီးအထူးသဖြင့်စစ်ကောက်စီရဲ့အဲ့ဒီနော်အန်းကိုတဖွဲ့တိုက်တယ်။အခုကြောက်ဖြူလို့စစ်တွေ့လို့ဝိုင်းထားတယ်။ဒီတော့နောက်ပတ်ခေါက်တဖွဲ့တဖြူထားတဲ့အခြေအနေမှာ။ ဒီ local pdf တွေပါတာသူတို့ညီကိုတွေပေါ့ဆိုလိုချင်တာကဘူချော့ထုံးမြတ်နိုင်ပြောနေတဲ့ arakha dream way of rakita yakita လမ်းစဉ်အဲ့ဒါက confederation ထက်နည်းနည်းပိုတာတဲ့အစင်တက်တစ်ခုပဲဟိုးဘာလဲတမန်တော်လုံးမဲ့လို့ဗမာပြည်ဟိုတတ်ပြီးတော့ဗညာတလကရီမပါပါဘူးနောက်တစ်ခုကသူတို့ရဲ့ခေါင်းစဉ်က rakita အိမ်မက်ပေါ့ဒီဖက်ကမူလပထမအတွင်းကြီးမန်ချက်ကိုက ရခိုင်အမျိုးသားအာဏာပိုင်အဖွဲ့ဖွဲ့ဖို့ UAA ကိုထူထောင်တာရခိုင်ပြည်ကိုအပြည့်အဝကောက်ွယ်ဖို့ AA ကိုတိဆောက်တာပြည်ထောင်စုတမန်တော်မြန်မာနိုင်ငံတော်ကြီးကိုကယ်တင်ဖို့ဆိုတာသူတို့မှမပေါဘူးသူတို့ရဲ့ primary ကိုပထမဦးစားပေးပန်းတိုင်းလည်းမဟုတ်ဘူးဒါတစ်ချက်ဒုတိယချက်ကနေပြည်တော်ကိုတကယ်တိုင်မဲ့ဆိုတာကစေရေးရဖြစ်နိုင်ခြင်းရှိပါတယ်ဒါပေမဲ့သူတို့လုံးမမဟုတ်ပါဘူးမဟာပြူကရသူတို့လုံးမမဟုတ်ဘူးဘာဖြစ်လို့လဲသက်သိပြပါမယ် ရခိုင်ဆိုတာရခိုင်ရုံးမဆိုတဲ့အလကားပေးထားတဲ့ခံခံတိုက်တစ်ခုရှိတယ်တောင်တိုင်းတစ်ခုရှိတယ်ဒါဟာတဘာဝခံတတ်ကြီး yes or no ပြီးတော့အဲ့ဒါယူကြော်ကြော်ပြီးတော့ logistic အနေနဲ့ပို့ရမှာဆိုရင်ခင်ဗျားတို့ထမ်းပေးမှလားအဲ့ရနေပြီးတော့လက်နဲ့ကြည့်တယ်ထမင်းထုတ်နေပါလေကွာဆလာပါဒါအန်ကန်ဒီကြော်ပြီးတော့အဲ့လိုမျိုးမကွေးတိုက်ဖက်ကိုဆင်းမှဆိုရင်အဲ့ဒီတောက်ကိုယူတက်ပြီးတော့ဆင်းအောင် တော့တက်တက်မပြောတော့တောင်ကိုကြော်ရမယ်ဆိုတာမောလို့ဆိုလိုချင်တာကအဲ့ဒီတောင်တန်းအရှိရတဘာဝခံတဲ့အဲ့ဒါကိုကြော်ပြီးတော့တိုင်းမက်နေရာအထီကိုပို့ရမယ် logistics ဆိုတာနဲတဲ့အရှိမဟုတ်ဘူးထောက်ပို့လမ်းကြောင်း surprise line ဟာရိုးမကြီးကိုဖြတ်အရှိတည်ရမှာအေယော်ဒီမကွေးပကူဗမာအများစုနေတဲ့မြေပြန်ဒေသတွေမှာအေအေတပ်တွေအလုံးရင်းနဲ့ဝင်ရောက်စစ်ကစားဖို့ဆိုတာကထောက်ပို့ဘိုင်းဆိုင်ရာမှာအိမ်မက်ဆိုးလို့ဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုကိုယ်တိတ်တွင်ကိုယ်တူးတူးလာဖြစ်သွားလိမ့်မယ်ဒီတော့ ရှင်းရှင်းလေးပဲအိမ်တို့လုံးမှာကကို့အိတ်ခြံဝင်းကိုခိုင်မအောင်အရင်လုံးမလားသူများအိမ်ကတခိုးကိုဖမ်းဖို့ကို့အိတ်တကားကြီးဟာလာဟင်းလေးဖွင့်ထားပြီးတော့သွားမလားသွားပါဦးအဲ့လိုပါအေးအေးကောင်းဆောင်တွေကစမ်းကို့ကိုတွက်ချက်တဲ့နေရာမှာအရာတော်တဲ့သူတွေတကယ်ကိုမဟာဗျူဟာမြောက်တွက်ချက်နိုင်တဲ့သူတွေအဲ့လောက်အဆင့်ကိုကျတော့တော်တော်တွက်လို့ထိရတယ်သူတို့ကတွက်ပြီးသားပဲတကယ်ပြောတာပါတွက်ပြီးသားလုံးဝမတိုက်ပါဘူးကို့အိတ်ပဲကို့အရင်ကောက်ွယ်မှာဒါရှင်းရှင်းလေး ဒီနေရာမှာခင်ဗျားတို့ပြန်ပြီးတော့မျောလင်းချက်နဲ့ငင်းရှိငင်းမယ်ဒီနေရာမှာ PDF အဲ့ဒီအများကြီးပဲရှိတာပဲသူ့ရဲ့ညီသူ့ရဲ့မဟာမိတ်တွေရှိတာပဲမကွေးစကိုင်းပကုတ် PRA ဘာညာပေါ့ဗျာ PDF အဲ့ဒီနဲ့ပေါင်းပြီးတိုက်မယ်ဆိုရတာပဲဟုတ်ပါတယ်အေအေကသူတို့ဆိုလိုချင်ကလက်နက်ကြီးတွေနဲ့ပြစ်ကုပေးရုပ်ပဲပေါ့ဗျာအဲ့ဒီအမြင်မှာကြီးမားတဲ့ဟာကွက်တစ်ခုရှိပါတယ်အဲ့ဒါကကျွန်တော်ခုနကလည်းပြောခဲ့တဲ့အခန်းလေးမှာပါတယ်နေ့တိုင်းလည်းပြောခဲ့တယ် common enemy ရှိပြီးတော့ common goal မှမရှိတာယူပါလို့တိုက်ပါလား ဟုတ်လားဘုံရံသူရှိပြီးတော့နိုင်ငံရေးအပိတဘုံပန်းတိုင်းမှာမတူတော့ယူအဲ့ဒါကြောင့်ပြောတော့ကျွန်တော်ခုနလည်းဘာကိုတိုက်တာလဲဘယ်လိုတိုက်မှလဲဘယ်လိုမျိုးတိုက်ပြီးတော့ဘယ်အချိန်မှာပြီးမှလဲဘာပန်းတိုင်းမှာမှမသိတာဘူးမညှိထားဘူးလေအေအေကအစကတည်းကပြောလာခဲ့တာက UWSA လိုမျိုးကိုပိုင်အုပ်ချုပ်ခွင့်ရ Confederation တဲ့နည်းနည်းတော်တဲ့ပုံစံအမျိုးသားနိုင်ငံတော်စစ်ကိုတက်လန်းနေဆိုတာကနိုင်ငံရေးအရေးချင်းတက်လာတာလုံနိုင်ဆွမ်းနဲ့လုံတော်အက်ရှင်ပါတာမဟုတ်ဘူး သူ့ရဲ့အစိုင်းအဆောက်တက်တာနောက်တစ်ခုကမြန်မာပြည်မနိုင်ငံရေးထုတ်ထွေးမှုတွေထဲမှာသူတို့တက်တယ်နော်နစ်ခံပါလားစဉ်းစားစရာပဲသမိုင်းပြန်ကြည့်ပါဒုတိယကမ္ဘာစစ်မှာဂျာမန်တွေရုရှားမြေတဲ့ဟိုဟိုအထက်ထိရောက်သွားရင်လည်းဆက်ဆိုင်ဝင်ပြီးတော့ဘာဖြစ်သွားလဲထိချတော့ဗော over extension နဲ့ကြုံတယ်စိတ်ဥကြုံတယ်စစ်တပ်တတရဲ့အစိုးဆုံးရန်သူဟာစိတ်ဥကြုံတာနဲ့ကြုံတာပဲနဲ့ကြုံမိသွားတာပဲကိုချင်းနေကိုမထိတ်မချိတ်နိုင်တာ ရှင်းအောင်ဥပမာပေးရမယ်ဆိုရင်အေးအေးတောင်းနေတာကဆက်တွေ့မှာတောင်းတလို့ပေါ့ရခိုင်တစ်ခုလုံးအဲ့လိုပဲတောင်းတယ်စပတ်အုံးမွေအန်နာကွန်တာကြီးတကောင်ပတ်ပြီးတော့အဆောက်ခြေနဲ့ပုံစံနဲ့တူတူပဲသူ့ပြက်မှတ်ကရခိုင်ပြည်ကိုစိတ်ကြိုက်သူဖြစ်ဖြစ်ချင်းရစ်ပတ်မယ်ညစ်မယ်အယိုးတွေချိုးမယ်အဆောက်မြူမယ်ခြေမယ်ပြီးရင်ငငယ်လေးစားပြီးတော့အဆောက်ခြေမယ်တဟာကျွန်တော်တို့လိုချင်တာကမွေဟောက်လို့နေပြီတော့မရလားတက်ပေါက်လိုက်ဖို့လိုနေတာအဲ့လိုကြတော့လဲဝေလုံးအားကြီးတယ် အဲ့ဒါကကော်ပိုရာနီနေပြည်တော်ဆိုရက်ရန်သူလက်ဘင်းကိုတန်းပြီးပေါက်သိချင်တာကကျွန်တော်တို့စံတော့မွေဟောက်ကသူ့တွင်းကနေအဝေးကြီးထွက်ပြီးတော့ရန်သူနဲ့မြေတဲ့သွားပေါက်ရင်သူ့ကိုယ်တိုင်ပဲခေါင်းရိုက်ခွဲခံရမယ်ပြန်အသက်ခံရနိုင်တဲ့အခြေအနေရှိတယ်။အေးရအသေးချောင်းအောင်စပအုံးမွေလိုမျိုးရခိုင်ပြည်ကိုအရင်အပိုင်သိပြီးတော့ခိုင်မအောင်ခံတတ်တဲ့ပုံမျိုးပြ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 တိဆောက်မှာပဲအဲ့ဒါဟာအခြေတစ်ခုလို့သိတယ် ထားလိုက်ပါတော့အေးရနေပြီးတော့တက်သိမ့်မဲ့ဆိုပါဆိုဘာဖြစ်မလဲအေးအေးတက်မှတ်ကြီးတွေကနော်ကုန်းချောင်းနဲ့ရိုးမတောင်တန်းယူကြောရခိုင်ရိုးမယူကြောကျွန်တော်ပြောသလိုတောင်တက်တောင်ဆင်းတဲ့ဒိုးနေပြီးတော့ခြေတက်နေချိန်မှာအနာမစစ်ကောက်စီရေထဲအနေပြီးတော့လာပြီးကြောက်ဖြူကိုကန်တက်ဆက်တွေ့ကိုကန်တက်တိုက်ပွဲတိုက်လိုက်ရင်ဘယ်လိုလုပ်မလဲဟုတ်လားစစ်စစ်ရေပြတ်တက်လာရင်ဘယ်လိုလုပ်မလဲဟိုမှာချောင်းနေတာလေစစ်တေးဖို့နေတယ်အဲ့လိုမျိုးပါ ရခိုင်ပြည်သူတွေမြေစာပင်ပြန်ဖြစ်သွားမယ်ရေရိုးကောက်ကောက်တွက်ထားပြီးသားပါဘိုးချုပ်ထွန်းမြနိုင်အောင်သူ့လူထုသူ့ပြည်သူတွေအဲ့လိုအဖြစ်မျိုးလောကအရောက်ခံမဲ့လူမျိုးမဟုတ်ဘူးဒါကြောင့်နေပြည်တော်ကိုတိတ်ပေးပါလို့တောင်းဆိုတာကကျွန်တော်တို့တောင်းဆိုတာကစံတော့နားလက်ပါတယ်ဒါဟာအေအေကိုကိုလက်ဘေးကိုကျိုးပွင့်ဆော့ပြီးတတ်သိခိုင်းသလိုဖြစ်နေတယ်မသိတော့ပါဘူး Yes on ရောသာချင်းပြတာဆိုလိုချင်တာကအကောင်းဆုံးအခြေအနေကအေအေရရခိုင်ပြည်တော်ကိုတိတ်မယ်ပြီးရင် မကွေးသူတို့သိတာပေါ့စက်တက်ရှိနေတဲ့ဘုလားကျက်ခန့်ဒီမဲ့ဘယ်တော့မှမသိနိုင်ဘူးဆိုတော့သူတို့ဘူချုပ်ဒုံနဲ့နိုင်ကိုလည်းပြောပြီးသားပဲလေဒါဟာလူတိုင်းသိပါတယ်လှုပ်လို့ရတဲ့အချိန်ခါမဟုတ်သေးရင်လည်းမလှုပ်တာမျိုးပါအဲ့လိုမျိုးဘက်ဖွားအဆက်တွေကနေပြီးတော့ပီဒီအဲ့ဒီကိုဟိုအချိုးပြေဖို့လိုတာပေါ့ဗျာလက်နဲ့ထောက်ပတ်မဲ့စေရဲအကြံပေးမဲ့အမြောက်ကြီးလက်နဲ့ကြီးပြက်ကုပေးမဲ့နော်တစည်းဆိုတစည်းထိအောင်ပြစ်နိုင်တဲ့အမြောက်ကြီးစွမ်းရည်ရှိတယ်ပြီးတော့ ြက်ကူနဲ့ pressure ဖိအားပေးမယ်တကယ်တကယ်နေပြည်တော်တို့ဘာလို့တိုက်ဖို့ဆိုတော့က PDF တွေကိုတိုင်တိုင်းနိုင်အောင်တက်ပြီးတော့တိုင်းနိုင်အောင်သူတို့ကိုကိုကူညီပေးမှာပါယူတာဖို့တော့လုပ်တယ်အစိုးဆုံးအခြေအနေဖြစ်လာနိုင်တာကပြည်မကလူထုနဲ့ PDF တွေက AA လာကောလာကဲမှာပဲ AA တော်တာပဲ AA ဘိုးချုပ်ထွက်ခနိုင်သမရလုပ်ပေးပါပခန့်မှာစီးပြီးအဲ့နေလို့မရဘူးကိုအကူမကူပဲညော်နေမယ်အေအေကမလာရင်ငါတို့စိတ်တက်ကြပြီးတော့ အာစစ်တပ်အောက်မှာနေတော့မယ်ဆိုရင်ဒါဟာတော်လိုင်းအရှိတ်တက်မှာပဲ yes or no ကိုအောက်ကိုကိုရမှာကိုရဲ့အောက်ကိုကိုကိုတိုင်းကိုတိုင်းကိုပြီးတော့မှာကိုရဲ့အခြေအနေမှာပါရှိတယ်ရှိတဲ့အပေါ်မှာအကောင်းဆုံးအတုံးချရမှာကျွန်တော်တို့ဟာသူများအကူနေတာပါယောကျွန်တော်ချင်းချင်းလေးလေးတောက်တက်ထားပြီးသားပါအေးအေးတော့မလပါဘူးနေပြည်တော်ကိုတက်တိုက်မဲ့ကက်တရှင်လုံးဝမလဲမဟုတ်ပါဘူးသူတို့ဟာသူတို့ရက်ခိုင်ပြည်အတွက်ရူလာအုပ်စိုးသူပဲပြပြအောင်လုပ်မှာပါ အနာပိုင်းအစိုးရပဲလုံမှာပါသူတို့ဘက်ဖာစတိုက်တွေဒီထက်တိုက်တယ်ဆိုတာကစစ်ကစားတာပါနေပြီးတော့သွားဖို့လမ်းကြောင်းခင်းနေတာမျိုးလမ်းခင်းနေတာမျိုးမဟုတ်ပါဘူးတိုက်ရိတ်ကန်တော့ပါတက်ပြင်းပြီးပြန်ဆင်းပြေးတာပဲအေးစစ်စစ်ပဲဟာဟာရခိုင်ပြည်ကို တကားပေါက်ကို ခိုင်မအောင်ပိတ်တဲ့သဘောပါတော့ကျွန်တော်တို့စဉ်းစားမှာကဗမာပြည်မတော်လာရေးအတွက်မကောင်းဘူးလားဆိုကောင်းတော့ပေါ့တစ်ဖက်တစ်လမ်းကခြွေပေးသမျှအားလုံးစစ်ကောက်စီကိုအားနည်းစေတဲ့အတွက်ကောင်းတယ်ယူတန့်ရင်အကူအညီရအောင်ယူနိုင်တဲ့ ေရေးဆွမ်းရည်တို့လက်နက်ခဲရတို့ဟာတိုင်းရင်းသားစီရယူရတာပါအဓိကတရားစတာနဲ့ပြည်လက်ထပ်ပေါက်စစ်ကောက်စီအနောက်တကောကျိုးပေါက်သွားတဲ့အခြေအနေဟာကြီးမားတဲ့ဒေါ်လာရေးရဲ့စစ်အာဏာရှင်ကြောက်ဆုပ်မှုအခွင့်အရေးကြီးကိုပေးတာပဲဒါဟာအတူတူပါပဲကျွန်တော်တို့ကိုဒုကုချောင်းဝတ်လို့တယ်ကတ်တရမှာသွားမပေါ်နေနဲ့အောင်ဒီတော့ပြောချင်တာကကျွန်တော်တို့ပြည်မကပြည်သူတွေဒေါ်လာအင်အားစုတွေကလှုပ်တင်တာက အေအေလာကဲမကချင်ဆင်းလာမချမ်းသာပါတရားအေပေါမသူများကိုမိခိုချင်တဲ့ယောဂကိုတော့အခုချင်းချင်းဖျက်ဖို့လိုတယ်အဲ့တော့အရေးတအားကြီးတယ်ကျွန်တော်တို့ကသူများကိုမျော်လင့်တာအေအေစီကမျော်လင့်ရမှာကလူအင်အားမဟုတ်ဘူးသူတို့မှာသူတို့မှာရှိတာမှနည်းနည်းလေးပဲသူတို့တော့လို့နေတယ်သူတို့စီကရမှာကနီးပညာလက်နဲ့အခုကြီးပေးမှာပဲဘာဖြစ်လို့လဲပြောက်အောင်တိုင်းမဲ့ကောင်ပေးကိုပေးတယ်နေပြည်တော်ကိုတိုက်ရမှာကမကွေးစကိုင်းပဲခူးအာမန္တလေးတိုင်းက PDF တွေနဲ့တချို့ EAO တွေရဲ့တမိုင်းပေးတော်ဝင်ပဲဖြစ်တယ်တချို့ EAO ဆိုတာအာသိငဲ့တဲ့အဖွဲလေးလေးပေါ့ဗျာနော်စကိုင်းတမောက်ကိုမနှဲဘူးပဲဥစ္စာကိုပြီးတော့ကိုယ့်အိတ်ကမီးကိုကိုယ်တိုင်ငိမ့်ဖို့ကြိုးစားဖို့ပြင်ဆင်ပြီးလုပ်ရမှာပါနောက်ဆုံးမေးချင်တာတကူကအေးအေးကနေပြီးတော့မတက်ဘူးကချင်ကလည်းမတက်လာဘူးမစင်းလာဘူးခံပြောက်ကလည်းမလာဘူးခံပြားလို့ကိုယ်တိုင်နေပြီးတော့ကိုတက်သိမ့်ဖို့တတ်တိတကယ်ရှိပြီလားဒါမှမဟုတ် အေအေဓာတ်များကချင်ဓာတ်နဲ့အဲ့ဒါသူများဓာတ်ငါးပြီးတော့အဝဲခန့်ချင်နေတော့ပဲဒေလာဆိုပြီးတော့ကျွန်တော်မေးချင်တာဒါပါပဲ